အာမင်းသားအကြောင်းကိုပြောတော့မှသူဒါအင်တာဗျူးရဲ့အချိန်ကြာတာမဟုတ်ပါဘူးဒါကတော့မိခင်တိုင်းပေါ့နော်ဒါကိုရီးရဲ့မိဘတွေဆိုလို့ရှိရင်လေကိုရီးမင်္ဂလာဆောင်တဲ့အချိန်မှာမျက်ရည်တွေကြာကြတယ်ဒါဘာသူမဆိုပေါ့နော်အဲအဲအေးကမမမင်္ဂလာဆောင်တော့လေဖေဖေကမျက်ရည်ပေါ့ပေါ့ကြာတယ်ကိုမင်္ဂလာဆောင်တော့လေမျက်ရည်ဒါယောက်ျားကြီးတံမဲ့ပေါ့နော်အဖေဆိုလို့ရှိရင်အာမိဘတွေဆိုလို့ရှိရင်လေအဲ့လိုပဲဘလောက်ပဲသူတို့စင်စည်းမြင်းရံဘလောက်ပဲဒါကောင်းတဲ့လူနဲ့ပဲဒါဖူးစာဖက်ဖက် ဒါမင်္ဂလာပွဲဆိုလို့ရှိရင်မိဘတိုင်းမိဘတိုင်းရဲ့ရင်သွေးမျက်ရည်ကြကြပါတယ်ဒါကတော့မိဘဖြစ်တဲ့သူတိုင်းကခံစားတတ်မှာပါဟုတ်ကဲ့ပါဘယ်လိုခေါ်မလဲဆိုတော့ခုလိုလိမ္မာတာထက်ပေါ့နော်လိမ္မာတာတော့၄ရက်စလုံးလိမ္မာကြပါတယ်အခုတွေ့တာပေါ့နော်ကိုတွေ့တာကိုပြောရအောင်ဒါပေမဲ့လေမင်းသားကကျတော့အလိုတော်တော်ငင်ငင်လေးတူကနေတယ်မမေပါစားပြီးပြီလဲမမေခေါင်းမူးနေလား အမေမေအဲဘာစားချင်လဲတပည့်ကိုရောက်နေပြီအဲ့လိုတွေ့တွေ့ငငယ်လေးသူကပြောတတ်တော့ပေါ့နော်သူ့ကိုပို့တွေ့တယ်တဲ့အမပြောပါတယ်ဟုတ်ကဲ့အခုလိုမျိုးတော့လေနှမျောတာတွန့်တူတာသဘောမတူတာအဲ့လိုမဟုတ်ဘူးမိဘတိုင်းကတော့တားဆိုလို့ရှိရင်လဲတားစောလေးပေါ့နော်အဲ့လိုမျိုးအာသမီးကြတော့လဲသမီးလိုမျိုးနှမျောတားကြတော့လဲတားလိုတမျိုးနှမျောအဲမိဘတွေကတော့အဲ့လိုမျိုးခုလိုမျိုးတွန့်တူတာဟိုသဘောမတူတာမျိုးမဟုတ်ဘူးမိဘတိုင်းမိဘတိုင်းပဲအဲ့လိုအာမင်္ဂလာဆောင်ပြီဆိုရင်သူတို့ဝမ်းနေတော့တာဘာလို့မအောင်ရင်ထဲမှာတိလားအခုကျ တော့ကွာသားလေးတယောက်ရလာပြီဆိုတော့တကယ်ကိုအခန့်စားချက်ကိုအခုတည်းကခံစားနေရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ ီကတော့ဟာဟာအဲ့ဒါလေးကတော့လေဒါမင်းသားအကြောင်းကိုပြောတော့မှသူဒါအင်တာဗျူးရဲ့အချိန်ကြာတာမဟုတ်ပါဘူးဒါကတော့မိခင်တိုင်းပေါ့နော်ဒါကိုရီးရဲ့မိဘတွေဆိုလို့ရှိရင်လေကိုရီးမင်္ဂလာဆောင်တဲ့အချိန်မှာမျက်ရည်တွေကြာကြတယ်ဒါဘာသူမဆိုပေါ့နော်အဲအဲအေးကမမမင်္ဂလာဆောင်တော့လေဖေဖေကမျက်ရည်ပေါ့ပေါ့ကြာတယ်ကိုမင်္ဂလာဆောင်တော့လေမျက်ရည်ဒါယောက်ျားကြီးတံပဲပေါ့နော်အဖေဆိုလို့ရှိရင်အမိဘတွေဆိုလို့ရှိရင်လေအဲ့လိုပဲဘလောက်ပဲသူတို့စင်စည်းမြင်းရံဘလောက်ပဲဒါကောင်းတဲ့လူနဲ့ပဲဒါဖူးစာဖက်ဖက် 家，人家老婆也是用心，没法的，没法的，也，因为人家一家的嘛，人家那种，没法撇得住，人家看到的嘛，哇，好尬，哇，没那种小外边嘛，啊，小外。 မတိုင်ခင်ရှိုးဝဲပြီးမှတိတ်တော့မမမိတော့ဘူးအမကကျတော့သူကသူ့ကိုယ်သူလှလှပပလေးဝစ်စင်ရတာကြိုက်တယ်အလှပလည်းမျက်နှိုးရဲပေါ့နော်ဒါကိုရီဆိုလို့ရှိရင်လည်းအလှပမျက်နှိုးရဲထဲမှာပါတယ်ဒါကြောင့်မလို့လည်းဒါအလှပတွေဖန်တီးတဲ့သူဖြစ်တာပေါ့နော်အမဆိုလို့ရှိရင်လည်းသူကအလှပတွေစိတ်ဝင်စားတယ်အဲ့ဒီတော့ကိုလိုဝစ်စုံချုပ်တဲ့သူနဲ့ပေါ့နော် အမကဒါလှအပ်တယ်လှအပ်ပြီးတော့ကခင်မင်သွားကြတယ်ပေါ့နော်နောက်ပိုင်းကျတော့အမကဘာဝစ်စုံရဲ့ဒီဇိုင်းမှောင်မပြောရောဘူးပိတ်စပဲပြီးခဲ့တယ်ညီမလေးကြိုက်တာချုပ်အဲ့ဒါအမရဲ့အကြိုက်တွေကိုတိထားပြီးရတော့ကိုဖန်တီးပေးလိုက် င်သူကအကုန်ကြိုက်ပြီဟောဟုတ်ကဲ့ဟုတ်ကဲ့ပါအကယ်ဒမီဝတ်စုံနေပုံမှန်ကတော့အာဒါပွဲတက်တီကိုချုပ်တာနဲပါတယ်ပွဲတက်တီကိုချုပ်တာမမမရှိတလောက်ကိုပေါ့နော်မချုပ်ဖြစ်ဘူးဘာဖြစ်လဲဆိုတော့တင်တန်းချောင်းဘက်ကိုကိုကရောက်နေတာပေါ့နော်တင်တန်းချောင်းကလည်းတင်တန်းသားတွေကအများများတဲ့အတွက်အဲ့ဒီအတွက်မအားတဲ့အတွက်ဒါပွဲတက်တီကိုအနည်းချင်းလောက်ပဲချုပ်ဖြစ်တယ်ဒါပေမဲ့အခုကတော့ဒါစိုးပြေလေးတို့ပွဲမှာဒီ မမေတီမြမလေးတွေကိုချုပ်ပေးဖြစ်တဲ့အတွက်သူတို့ရဲ့ဝတ်စုံလေးတွေကိုပြပြီးတော့ TikTok မှာကောဒီ Facebook မှာကောအာလှမ်းပြီးတော့အပ်ကြပါတယ်အဲ့ဒီအတွက်အနေနဲ့အရေးရက်ကောဒီအဲဒီအနောက်နိုင်ငံကဒီ customer တွေရောအာဒါကိုကရောဒါပွဲတက်တဲ့အတွက်ကိုဒါစပြီးတော့ဖန်တီးရောက်မယ်ထဲထဲဝင်ဝင်ပေါ့နော်အာဖန်တီးရောက်မယ်လို့ဒါဒါဆုံးဖြတ်ထားပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ တိုင်အမားနဲ့အမားနဲ့ကတော့အဲဘယ်လိုခေါ်မလဲဆိုတော့အမားရဲ့စိတ်နဲ့လူတယောက်နဲ့တယောက်အရင်ခင်မင်သွားတယ်ဆိုတာဒါစိတ်ချင်းနှီးဆက်သွားတာပေါ့နော်သူ့ကြိုက်ကိုကြိုက်ရဲ့နောက်ကကျတော့သူရဲ့စိတ်နေသဘောထားရဲ့ကိုရဲ့စိတ်နေသဘောထားရဲ့တိုက်ဆိုင်သွားလို့လူတွေကအရင်ခင်မင်သွားကြတာပေါ့နော်တယောက်နဲ့တယောက်စိတ်ထားချင်းမတိုက်ဆိုင်ဆိုလို့ရှိရင်လည်းဒီလူကဟိုဒီမေးတုခေါ်ပြောလောက်ပဲပေါ့နော်အခုကကျတော့ညီမလူမျိုးခင်မင်သွားတယ်ဆိုတာကလည်းအဲဒီစိတ်သဘောထားချင်းပွင့်လင်းလာရဲ့နောက်ကကျတော့အာလူတစ်ဖက်သားကိုသူကအကောင်းမြင်တာပေါ့ ပေါ့နော်အခုလည်းသူ့ကိုဘာပြောပြောသူက TikTok ရောနာလာဆောင်ပါပဲသူလာလာကြိုက်တယ်အလားကြိုက်တယ်သမီးရေဒီပွဲလေးမှာရောအမရောဘလိုလေးရောဝှစ်ချင်တယ်သူသူ့သားလေးပွဲမှာပေါ့နော်သူလှလှလေးဝှစ်ချင်တယ်ညီမလေးရေအဲ့လိုမျိုးလေးသူအမြဲပြောရပေါ့နော်အဲ့လိုမျိုးလေးအာဒါဆိုတော့အာသူကတော့သူ့ရဲ့စိတ်ကလေးနဲ့ကိုယ့်ရဲ့စိတ်ကလေးနဲ့ရပေါ့နော်ဒီလိုမျိုးညီတူသွားတဲ့အတွက်အရန်ကိုခင်ပါတယ်တော်တော်လေးခင်တယ် အဲဘယ်တော့တောင်းလဲဆိုအမညာပုံစံတဲ့တာအဲပုံစံညီမလေးရေဘယ်လိုဖြစ်နေပြီလဲညီမလေးရေဘယ်လိုမျိုးလဲညီမလေးဒီနေ့တော့ဘယ်လိုမျိုးလေးနော်ညီမရေအဲ့လိုမျိုးလေးအမြင်နဲ့ပုံစံတဲ့ပြီးတော့ကိုရီစနီးမောင်တဲ့အောင်လဲသူကသားသမီးလိုဖြစ်သွားတယ် ကိုရီနှစ်ယောက်အဲ့လိုမျိုးပေါ့နော်အာသွားတာလာတာစားတာတောက်တာလေးတွေကြည့်ပြီးသူကအသားသမီးလိုဖြစ်သွားဆုံးမဆရာရှိရင်လည်းဆုံးပါတယ်အာကိုကကြတော့ပွန့်ပွန့်လေးနေတော့ရှိရဲတခါကြရင်စိတ်ကနည်းနည်းလေးဆက်တယ်ပေါ့နော်အဲ့ဒီခါကြရင်အမကအမြဲတမ်းဖုန်းနဲ့ဖြစ်စီလူနဲ့တွေ့ရင်ဖြစ်စီညီမလေးစိတ်ထားကောင်းရင်ကံကောင်းမယ်စိတ်ကောက်ရင်ကံကောက်မယ်သူအမြဲတမ်းဆုံးပါတယ်စိတ်ကိုဟိုကပေါ့မလွတ်လိုက်နေပေါ့နော်ကိုကစိတ်တူနေလေးစတော့အဲ့လိုမျိုးကိုကအောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်စိတ်ကောင်းကောင်းမွေးပါတဲ့သူအဲ့လိုမျိုးလေးပြောပါတယ် ကြိုင်းတော့ဟိုမမတွေမောင်ကြီးကလာပြီးတော့ထူတော်မယ်သူသားကတော့အလိမ္မာဆုံးလို့ပြောတယ်မင်းသားမင်းသားအလိမ္မာဆုံးနဲ့ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့ဟိုလိုလိမ္မာတာထက်ပေါ့နော်လိမ္မာတာတော့၄ရောက်စလုံးလိမ္မာကြပါတယ်အခုတွေ့တာပေါ့နော်ကိုတွေ့တာကိုပြောပါဒါပေမဲ့လေမင်းသားကကျတော့အလိုတော်တော်ငင်ငင်လေးတူကနေတယ်မမေပါစားပြီးပြီလဲမမေကောင်းမှုနေလား အမေမေအဲဘာစားကျင်လဲတပည့်ကိုရောက်နေပြီအဲ့လိုတွတ်တွငငယ်လေးသူကပြောတတ်တော့ပေါ့နော်သူ့ကိုပို့တွေ့တယ်တဲ့အမပြောပါတယ်ဟုတ်ကဲ့ချစ်တယ်ချစ်တယ်ဒါဟုတ်ဘာဖြစ်တော့အာဒီမင်းသားစားဖြစ် မင်းသားဖြစ်တဲ့အခါနေစပြီးတော့သူပေါ့နော်အနားမှာမင်းသားတောက်လျှောက်မင်းသားရဲ့ဒီဘူဂျီကိုကားတရားစားဇကားတရားစားသူအသေးစိတ်အနီးကပ်ပေါ့နော်အဲ့လိုမျိုးသူဆုံးဖြတ်တယ်အဲ့လိုမျိုးလေးကြတော့မင်းသားကတော့သူအနီးကပ်လို့ပေါ့နော်အရန်ဖြစ်သွားတာအနီးကပ်ဒီသားသမီး၄ယောက်ထဲရမှာဒါမင်းသားတော့ဒါအနီးကပ်အဲသူ တားမိနှစ်ယောက်ပေါ့နော်အဲ့လိုမျိုးအရင်နှီးဆုံးလို့ဖြစ်သွားတဲ့အတွက်သူအာမင်းသားတော့သူပိုခင်းတွေ့တယ်အမကလေဟုတ်တယ်ဟိုနေတဲ့ဗီဒီယိုလေးဟုတ်တယ်တဲ့တဲ့သူကပြောတယ်ညီမလေးတဲ့ဟုတ်တယ်ညီမလေးတဲ့ညီမလေးရွှေသားဟိုပါလေကိုကလည်းတားလေးတယောက်မွေးထားတယ်တူးတဲ့တော့တားလေးတယောက်မွေးထားဆိုတော့သူကဘာပြောလဲဆိုတော့အေးအမကလည်းလို့အမကဘာလို့ငိုတာလဲလို့အင်တာဗျူးမှာလေဆိုတော့အမလေးတဲ့ရွှေလာဟိုနော်တဲ့ကိုတားလဲကြရင်ညအမလည်းနှလုံးသားပါပြန်ပြန်ကွေးပါနှလုံးသားပါပြန်ပြန်ကွေးပါ ာအဲ့တော့အမကလို့ညီမလေးကတော့လို့ခံစားနိုင်မှာမဟုတ်ဘူးလို့ညီမသားကိုလို့ဖုံးပြီးပဲဝတ်ခိုင်းမယ်အေးရမယ်ရမယ်ရမယ်အခုလိုမျိုးတော့လေနှစ်မျောတာတွန့်တူတာသဘောမတူတာအဲ့လိုမဟုတ်ဘူးမိဘတိုင်းကတော့သားဆိုလို့ရှိရင်လည်းသားစိုးလေးပေါ့နော်အဲ့လိုမျိုးအာသမီးကြတော့လည်းသမီးလိုမျိုးနှစ်မျောသားကြတော့လည်းသားလိုတစ်မျိုးနှစ်မျောအဲမိဘတွေကတော့အဲ့လိုမျိုးခုလိုမျိုးတွန့်တူတာဟိုသဘောမတူတာမျိုးမဟုတ်ဘူးမိဘတိုင်းမိဘတိုင်းပဲအဲ့လိုအာမင်္ဂလာဆောင်ပြီဆိုရင်သူတို့ဝမ်းနေတော့တာဘာလို့ဘလို့မောက်ရင်ထဲမှာတည်လာအခုကျတော့ကိုကသားလေးတယောက်ရလာ ပြီဆိုတော့တကယ်ကိုအခန့်စားချက်ကိုအခုတည်းကခံစားနေရတယ်ဟုတ်ကဲ့ဟုတ်ကဲ့